မက်ဆီနိုရိုနယ်ဒိုရာမယ်တို့ရဲ့ဆက်ရှင်နဲ့တားရွယ်လောကလာစားတဲ့ပိုပြီးကြောက်စရာကောင်းလာတဲ့ငွေကြေးဖောင်းပွားမှုဘယ်လိုလဲမေးမိလားများ yes sport အိုက်ဘက်ကွန်ရှင်ကိုစားပွဲကနေပြန်လည်ဆိုလိုက်ပါရင်နှစ်ပေါင်း20ကျော်အတွင်းမှာဘောလုံးလောကဟာစီးပွားရေးကြီးမားတဲ့ပြောင်းလဲမှုတွေတုံ့တွင်းနေရပါရင် ၎င်းစလင်15ဝင်းကျင်ကမက်ဆီရိုနယ်ဒိုတို့16နှစ်အရွယ်မှာဒဘလုခလာစာယူ1500ဝင်းကျင်သာရရှိခဲ့ပေမယ့်ရာမေကတော့2025မှာအသက်16နှစ်အရွယ်မှာယူရို3သိန်းရရှိနေပါတယ်။ဒီခြားနာကျက်ဟာဘောလုခရဲ့မွေကြေးဖောင်းပွားမှုကိုထင်ရှားစွာပြသပါတယ်။ဘောလုခမှာဒီလိုမွေကြေးဖောင်းပွားမှုဖြစ်ပေါ်လာတဲ့အကြောင်းမျိုးမျိုးရှိပါတယ်။ဘောလုံးပွဲတွေရဲ့ရုပ်တံထုတ်လွှင့်ကားတွေ၊စပွန်ဆာမှုတွေ၊ကမ္ဘာလုံးဆိုင်ရာပရိသတ်အင်အားကြီးထွားလာမှုကအသင်းရဲ့ဝင်ဝေကိုတိတိတတ်တတ်တိုးဝါစေခဲ့ပါတယ်။ရာမေလိုလူငယ်စာမတွေဟာအသက်ငယ်ငယ်နဲ့ထိုးချွတ်မှုကိုပြသနိုင်တာကြောင့်အသင်းတွေကသူတို့ကိုယင်းနှိမ့်မြုံနယ်မှုဆန္ဒပြင်းပြလာကြပါတယ်။ဘောလုခရဲ့မဟုတ်ပဲကမ္ဘာတဝမ်းမှာ အမွေခြေဖောင်းပွားမှုကလုခလားစာရီနဲ့ကုံစင်းတို့နဲ့ကိုမြင့်တက်စေခဲ့ပါတယ်။ဒါပေမဲ့ဒီလိုအမွေခြေဖောင်းပွားမှုဟာလူတိုင်းအတွက်တူညီတဲ့အကျိုးကျေးဇူးကိုမပေးခဲ့ပါဘူး။မင်္ဂလာပါဘောလုံးချစ်သူညီကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစေရမလို့ပဲအင်တာနက်လိုင်းရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ Yes Ball I Bet 869 Agency မှာဘောလုံးကစားလို့ရတယ်နော်။နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောစုံကိုတနေရာထဲမှာစော်ကစားနိုင်ပြီးတော့ I Bet 869မောင်ငါးချောင်းမှာဘော်ဒီမောင်းပထမပိုင်းဒုတိယပိုင်းတော့မကောက် ဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ပေါင်းစုံကနေကစားနိုင်အောင်မှာဖြစ်ပါတယ်အကောင့်အသစ်10ရာခိုင်နှုန်းစနေနေ့တိုင်းယူနစ်ဖြည့်900ရာခိုင်နှုန်းလာချုပ်ရှုံးကြီးဘောနဲ့900ရာခိုင်နှုန်းပေးတဲ့အပြင်မြေပြတ်မရှိယုံကြည်စိတ်ချသွားကစားချင်တယ်ဆိုရင်တော့ Yes Sport ပေးကနေပဲဖြစ်ဖြစ် Viber Telegram 3915ကို1350 9400ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာဘောလကမှာထိတဲ့ကစားသမားတွေရဲ့လောက်ခါလာစာရင်အစမတန်တိုးတက်လာပေမဲ့ခြေကလူတန်းစားတွေဟာစီဝါရေးဖောင်းပွားမှုရဲ့တည်ရောက်မှုကိုပုံမှန်ခန်းစားနေရပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စီဝါရေးဖောင်းပွားမှုဟာအထူးသဖြင့်ပုံမှန်တိတာရဲ့တက်ရောက်မှုတွေဖြစ်စေပါရင်ကုန်စင်တို့နဲ့အစမတန်အမြင့်တက်လာပြီးလောက်ခလာစာတွေကတော့တိတာရဲ့တိုးတက်မှုတွေမရှိအောင်ခြေကလူတန်းစားတွေဟာနေဆင်ပွားမှာရုန်းကန်နေရပါရင်ဥပမာအနေနဲ့အစားအသောက်နေရာထိုင်ခင်းနဲ့တည်ယူပို့ဆောင်ရေးကုန်ကျစရိတွေဟာအချိန်တိုအတွင်းအစမတန်အမြင့်တက်သွားခဲ့ပါရင်ဒါပေမဲ့ဒီစင်းတို့နေရာတက်သွားပြီးရင်ပြန်မကြတော့ပါဘူးအခြေခံလူတန်းစားတွေရဲ့လောက်ခလာစာဟာကုန်စင်တို့နေနဲ့လိုက်မမိတာကြောင့်သူတို့ရဲ့ဝယ်ယူနိုင်စွမ်းအားကျဆင်းလာပါရင် ထိုင်တဲ့လူဒန်းစားတွေဟာစီးပွားရေးဖောင်းပွားမှုကနေအကျိုးမြတ်ရရှိနိုင်ပေမယ့်အခြေခံလူဒန်းစားတွေဟာစင်ရမွေးတင်မှုတွေမှာပြင်မိနေရပါတယ်ဒီလိုစီးပွားရေးမြင့်ညားမှုတွေဟာဖျော်ဆဲနိုင်ငံတွေမှာပုံမသိတာဆိုတာဖြစ်ပေါ်စေပြီးလူမွေးတင်မှုတွေစင်ရမွေးတင်မှုတွေနဲ့အခွင့်အလမ်းမညီမျှမှုတွေကိုပုံမဆွေးအားစီခဲ့ပါတယ် ရာမင်မက်ဆီရော်နယ်ဒိုတို့ရဲ့လောကလာစာဌာနချက်ကနေဘဝမှာစင်ရင်စရာသင်ကန်းစာတွေအများကြီးရရှိနေပါတယ်။တရားချက်တရားမွေချင်းစီမံခန့်ခွဲမှုစီးပွားရေးဖောင်းပွားမှုနဲ့လူမှုရေးမြင့်များမှုတွေကိုရင်ဆိုင်ရမှာအသုံးဝင်တဲ့အတွေးအမြင်တွေကိုပေးဆွမ်းပါတယ်။ရာမင်ရဲ့လောကလာစာဟာမက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့အသက်16နှစ်အရွယ်ကလောကလာစာထက်စာပေါင်းများစွာမြင့်မားပေမယ့်မွေချင်းဖောင်းပွားမှုကြောင့်သူရရှိတဲ့မွေရဲ့တန်မှုဟာကုန်စင်းတို့အနေနဲ့လိုက်မမိတာမျိုးကိုဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့်ဘဝမှာမွေချင်းစီမံခန့်ခွဲမှုကိုတရားလေးလာပြီးစူသားမှုရင်းနှီးမြှုပ်နှံမှုနဲ့အသုံးစိတ်ထိန်းချုပ်မှုတွေကိုအလေးထားဖို့အတွက်လိုအပ်ပါတယ်။စီးပွားရေးဖောင်းပွားမှု ဟာကုန်စည်နှုန်းတွေကိုမြင့်တက်စေပြီးလောက်ခလားစားတွေကိုလိုက်မမီစေတဲ့အခြေအနေကိုဖြစ်ပေါ်စေပါတယ်။ဒီလိုအခြေအနေမှာကိုယ့်ရဲ့ဝင်ငွေကိုဘယ်လိုထိအောင်စွာအသုံးပြုမလဲ။ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေလုံးဆောင်မလဲဆိုတာကိုစဉ်းကျင်မှုအတွက်လိုအပ်ပါတယ်။ဥပမာပုံငွေတွေကိုစုဆောင်တဲ့အခါငွေကြေးဖောင်းပွားမှုထံကိုခံနိုင်ရှိတဲ့ပိုင်ဆိုင်မှုတွေအင်ချမ်းမီရွှေတွေပစ္စည်းတွေမှာရင်းနှီးမြှုပ်နှံမျိုးလာတွေဟာရေရှိမှအကျိုးရှိနိုင်ပါတယ်။စီးပွားရေးဖောင်းပွားမှုဟာကုန်စည်နှုန်းတွေကိုမြင့်တက်စေပြီးငွေကြေးတွေကိုလိုက်မမီစေတာကြောင့်ရေရှိအတွက်ငွေကြေးပြင်ဆင်မှုတွေလုံးဆောင်ထားဖို့ရည်ကြီးပါတယ်။ ဒါမှလည်းစီဝါရေးအတဲကြရကိုရင်ဆိုင်နေပါပါဥပမာမွေစူသားမှုအစီအစဉ်တွေရင်းနှီးမြှုပ်နှံမှုတွေနဲ့ကိုယ့်ရဲ့အတံပွဲအကြောင်းဆွမ်းရည်တွေကိုအစင်းမြင့်တင်ထားတာမျိုးဟာရေရှိမှအကျိုးရှိတင်နေပါရင်ခွေရိုးဆဲနိုင်ငံတွေမှာစီဝါရေးဖောင်းပွားမှုဟာအခြေခံလူတန်းစားတွေအတွက်ပုံမကြီးမားတဲ့စိန်ခေါ်မှုတွေကိုဖြစ်ပေါ်စေပါရင်ကုန်စင်တို့နဲ့အစားပတ်အမြင့်တက်လာပြီးလောကလားစားတွေမတိုးတက်လာတာကြောင့်အခြေခံလူအချက်ဖြစ်တဲ့အစားတောင်းနေရာထိုင်ခင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုဖြည့်ဆည်းနိုင်ဖို့ခက်ခဲလာပါရင်ဒီလိုအခြေအနေတွေဟာစင်းရဲမွေးတင်မှုကိုပုံမဆွေးရစေခဲ့ပြီးတော့လူတန်းစားမြင့်ညားမှုတွေကိုပို့ပြီးတော့ကြီးထွားလာစေပါရင် ရမဲမန်စီနဲ့ရယ်လိုရဲ့လောကလာစာခြားနာချက်ကဘောလုံးလောကရဲ့မွေးချေးဖောင်းပွားမှုကိုထင်ရစေုံသာမကပင်ကမ္ဘာတဝက်မှာစီးပွားရေးဖောင်းပွားမှုနဲ့လူတန်းစားမြင်များမှုတွေရဲ့တရားမှုတွေကိုလည်းပြသပါရင်အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကုန်စည်လုံးတွေအစမတန်မြင့်တက်လာပြီးလောကလာစာတွေမထိုးတက်လာတာကြောင့်အခြေခံလူတန်းစားတွေဟာဆင်းရဲမွေးတည်မှုတွေမှာပိတ်မိနေရတဲ့ဆိုတဲ့အကြောင်းလေးကျွန်တော်မြင်မိသလောက်အတွင်းမြင်လေးကိုထုံးလုံးတင်ဆက်ပေးလိုက်ရပါတယ်ညီကိုတို့ကရောလာစာထုတ်တာနဲ့တရေပေးမဲ့လာတိုင်းကြံနေပြီလားပြောပေးခဲ့ကြပါဦးအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ